မင်္ဂလာပါရှင်ဒီဇင်ဘာလ9ရက်တောက်ကြနေ့ရက်တိမဖွေရသတင်းကဘာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးမော်စကိုဆွေးနွေးပွဲရလဒ်မထွက်ဘူးဆိုတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်အထူးကိုယ်စားလှယ်စတီဗ်ကောနဲသမ္မတပူတင်တို့ရဲ့မော်စကိုကဆွေးနွေးပွဲဟာတိတာထင်ရှားတဲ့ရလဒ်ထွက်ပေါ်ခြင်းမရှိဘဲပြီးဆုံးခဲ့တယ်လို့ဆိုပါတယ်။9နိုင်ကြာမြင့်တဲ့ဆွေးနွေးပွဲဟာအကျိုးရှိပြီးအသုံးဝင်ကြောင်းရုရှားညှိနှိုင်းရေးမှုတွေကပြောပါတယ်။ ယူရီယူရှာခော့ဖ်ကတော့ယူကရိန်းနေမြင်းနဲ့ပတ်သက်ပြီးညှိနှိုင်းမှုတစုံတရာမရရှိခဲ့ကြောင်းနဲ့ဆက်လုပ်ရမယ့်ကိစ္စတွေအများပြားရှိနေကြောင်းပြောပါရယ်။အမေရိကန်အထူးကူစလေမစ္စတာဝစ်ကိုဟာအခုအခါရုရှားကနေထွက်ခွာသွားပြီလို့ယူဆရပြီးစစ်ပွဲအဆုံးသက်ရေးနဲ့ပတ်သက်လို့တခြားနိုင်ငံတွေနဲ့ဆက်လက်ဆွေးနွေးမှုတွေလုပ်မယ်လို့သတင်းထွက်ပေါ်နေပါရယ်။ ယူကရိန်းအခြေအနေဟာရှုပ်ထွေးပြီးလွယ်လွယ်နဲ့ဖြေရှင်းဖို့မဖြစ်နိုင်ဘူးလို့သမ္မတထရန်ကပြောကြောင်းလည်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ online လိမ်လည်မှုကိုရများနဲ့ဆက်ဆက်တဲ့ကန်ဒေါ်လာ300ကျော်ကိုထိုင်းအနာဘိတ်များတင်စီတဲ့တဲ့ရင်ဖြစ်ပါတယ်။အရှိတောင်အရှာဒေတာအတွင်း American dollar billion နဲ့ချီ၍ online မှာလိမ်လည်တဲ့လုပ်ငန်းများကိုလက်ပတ်နေသောရာဆွေးကိုရများနဲ့ဆက်ဆက်နေတဲ့ပိုင်ဆိုင်မှုများကိုထိုင်းအနာဘိတ်များကတင်စီလိုက်တယ်လို့ဝန်ကြီးချုပ်အနုတင်ချန်ဝေယာကဒီဇင်ဘာ3ရက်နေ့တွင်ပြောကြားခဲ့ပါတယ်။ အမေရိကန်အာဏာပိုင်များက Prince Group ကုမ္ပဏီကိုတည်ထောင်သူတရုတ်နယ်ဝါချန်ဂျီဆိုသူအားကမ္ဘောဒီးယားရှိကြားဖြတ်လုပ်ငန်းများတွင်လူမောင်ခိုကူခိုင်းစေခံရသူများကိုအတင်းအဓမ္မခိုင်းစေမှုတွင်ကြီးကြပ်ကိုကဲကဲမှုဖြင့်အော်တိုဘာလအတွင်းဆွဲချက်များတင်ထားပါသည်။ထိုင်းနိုင်ငံရဲ့ငွေကြေးခွာခြားမှုတိုက်ဖျက်ရေးရုံး Anti-Money Laundering Office က base group မှာချမ်းကြီးပိုင်ဆိုင်နဲ့မြေငွေသားစိန်ခံပစ္စည်းများနဲ့လက်ဝတ်ရတနာများအပါအဝင်ထိုင်းဘတ်ငွေသန်း383သန်းအမေရိကန်ဒေါ်လာ17.8သန်းတက်မှုရှိပစ္စည်းတရားခံကိုသိမ်းဆည်းရမိကြောင်းဒီဇင်ဘာနေ့ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်ကမ္ဘောဒီးယားစစ်ပွဲလုပ်ငန်းရှင်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့မဟာမိတ်ဖြစ်သူအထက်လွတ်တော်အမတ် Cough and Tan မှာလည်းအမေရိကန်ဒေါ်လာ15သန်းနီးပါးတက်မှုရှိပိုင်ဆိုင်မှုများကိုသိမ်းဆည်းရမိထားကြောင်းကိုလည်းထိုင်းအာဏာပိုင်များကပြောပါတယ်။ Race Crew ကမှ၎င်းတို့ရဲ့ကုမ္ပဏီနဲ့ခြံကြီးတို့ဟာမိသည့်ရာဇဝတ်မှုမှမကျေလွန်ခဲ့ကြောင်းညှင်းဆုပ်ထားတယ်လို့သတင်းများကဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတိဆက်ပြမှာကတော့ Hap Yang ကရေးပေးသည့်မြန်မာနှစ်ဦးဘတ်ဆန်နတန်ထိပေါက်တဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဆန်ကလာခရိုင် Hap Yang မြို့မှာမြန်မာရွှေပြောင်းလူသားနှစ်ဦးဟာဒီဇင်ဘာတရက်ကထွက်ရှိခဲ့တဲ့ထိုင်းထိပ်ပထမဆုဘတ်6တန်းနှဆောင်တွဲဖြင့်ဘတ်ဆန်နတန်ကိုကန့်ထုခဲ့ကြောင်းသိရပါတယ်။ ၎င်းတို့ညီကိုနှစ်ဦးဟာပြီးခဲ့တဲ့ရက်ပိုင်းကဟက်ဒရာမြို့ရေကြီးမှုတွင်ရေဘေးတင်ရှောင်ပြီးထိကန်ဆန်းရမှဘတ်ဆက်နှစ်တန်းကန်ထုခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုထားကြောင်းသိရပါတယ်ရှင်။